မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာသတင်း channel ကနေအောက်တိုဘာ9ရက်နေ့အတွက်နောက်ဆုံးရနှုတ်ပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နိုင်ငံသားကားတွေကလည်းကိုယ့်ရဲ့ကြောင့်ဥမင်တူပင်ရွှေဆိုင်ကိုဝင်ယူသွားတဲ့ရှမ်းပြည်နယ်ကကဘာကျော်ငတ်တပြားသတင်း။စိုးပြေတဆင်ကိုအရန်တံမိုးထားလို့လို့မင်္ဂလာဦးညမှာအလှထိုင်ကြည့်တော်မယ်လို့ပြောလာတဲ့ဟင်ဝင်ရဲ့သတင်း။ ဆိုပြေတစင်ရဲ့ fashion တွေပုံယူကန်နီမှာစကားတခွန်ထပြောလိုက်တဲ့ဟင်းဝီရန်တည်နေတယ်။အန်ဟုံးဆရာအကောင်းဆုံးတည်င်းတဲ့ပုတ်ကတော့ဝိမုံရွှင်လိုယောက်ျားအားကိုနေမဟုတ်ပင်ကိုပါရဲ့ချင်းနဲ့ជីជីတဲ့ချမ်းသာခဲ့သူနန္ဒလိုင်းတည်နေပဲဖြစ်ပါရဲ့ရှင်။နိုင်ငံသားကားတွေကလည်းကိုရကြောင့်ဥမြင့်တူပြီးရွှေဆိုင်ကိုဝင်ယူသွားတဲ့ရှမ်းပြည်နယ်ကကဘာကျော်ငတ်တပြား မင်္ဂလာပါရှင်ကျမတို့ရဲ့ပြည်သက်တင်အားလုံးကိုဒီနေ့မှာတော့ရုပ်ရှင်နေထဲမှာပဲတွေ့ရနေရှိတဲ့မယုံနိုင်စရာကောင်းလာအောင်ကြိုးစားပန်းစားအကွက်ချစီစဉ်ပြီးကျူးလွန်သွားတဲ့မှုကင်းတစ်ခုအကြောင်းတင်ဆက်ပေးချင်ပါတယ်။ဗန်ဒီရွှေဆိုင်တွေကိုမြေောက်ကနေဥမြင်လိုက်ကောင်းတူပြီးဖောက်ထွင်းတဲ့စရာမျိုးကဟောလိဝုဒ်ရုပ်ရှင်တွေ Netflix CD တွေကဇလန်းထွေလိုပဲကျမတို့ထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ခုတော့အဲ့ဒီလိုရုပ်ရှင်ဆက်ဆံဇာတ်လမ်းမျိုးကကျမတို့နိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းဝဒေသတွေကနမ့်တက်မျိုးလေးမှတကယ်ဖြစ်သွားခဲ့ပါပြီ။ဒီအကြောင်းအရကလည်းရှိမှဒေသတွင်းမှာရောဆိုရှယ်မီဒီယာမှာပါအရန်ကိုပြောစရာဖြစ်နေတဲ့ကိစ္စတခုပါ။ရှမ်းပြည်နယ်ဝါကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသဟိုပန်ခရိုင်ထဲမှာရှိတဲ့နမ့်တမျိုးကတရုတ်လူမျိုးတယောက်ပိုင်းနဲ့ဟောင်ကောင်လိုမြည်ရတဲ့ရွှေဆိုင်ဒီဇိုင်းမှာပြီးခဲ့တဲ့စက်တမ်ဘာလ28ရက်နေ့ကမယုံနိုင်စရာဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ တကူးကဘလို့ဝင်တယ်လဲဆိုတော့တကားပြတ်ပြတင်းပေါက်ဖောက်ပြီးဝင်တာမျိုးမဟုတ်ပါဘူး။ဆိုင်ရဲအောက်ချိန်မြေကြီးတဲကနေဥမြင်လိုင်းကောင်းတူပြီးဆိုင်ထဲကိုရှောင်းဝင်ခဲ့တာပါ။ဒါပေမဲ့တီမှုရဲ့တရားခံကတော့ဝါပြီသွေးစည်းညီညွတ်ရေးတမတော် UWSC ရဲ့ရဲထပ်ဖွဲ့ကအော်တိုဘာလတရက်နေ့မှာပဲလှင်လင်းမြန်မြန်ဖမ်းဆီးရှာမိလိုက်ပြီးလို့ဒေတာခဏီစီကတင်ရရှိပါတယ်။ဒီကဘာကျော်တကူကဘသူလဲဆိုတော့အသက်29နှစ်အရွယ်အားချင်းတို့ခေါ်တဲ့ကိုကန့်ဒေတာခန်တူဖြစ်တယ်လို့သိရပါဗျ။ သူကတဲခိုကန်တစ်ခုမှဖမ်းမိခင်ရလို့ဒေသခံတူကပြောပါတယ်။သူရဲ့ထွက်ဆိုချက်တွေကတော့ပိုပြီးတော့အံ့အသင့်စရာကောင်းနေပါတယ်။သူဘာလို့ဒီလောက်ထိအပင်ပန်းခံပြီးရွှေဆိုင်ကိုဖောက်ဖို့ကြိုးစားရတာလဲဆိုတဲ့မိကွန်းရဲ့အဖြေကတော့အိမ်တလုံးစောက်ချင်လို့ပါတယ်။ရွှေစည်းတွေတနေ့တခြားတက်လာတာကိုတွေ့တော့ရွှေခိုးပြီးအိမ်စောက်ဖို့အကြံရခဲ့တာလို့သူကဝန်ခံထားပါတယ်။ဒီချံကိုအကောင့်ထဲပေါ်ဖို့အတွက်သူကရွှေဆိုင်နီးမှာရှိတဲ့လူသွားစင်းချိုင်ရဲ့အောက်ကနေမြေအောင်ဦးမြင့်လိုင်ကောင်တူဖောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုတူဖို့အတွက်လိုအပ်တဲ့ပေါက်တူကော်ပြားလိုပစ္စည်းကိရိယာတွေကိုလည်းဘယ်ကရတယ်လဲဆိုတော့အွန်လိုင်းကနေမှာယူခဲ့တာပါတယ်။ခင်မင်းကြီးပညာကိုရှာစွေးမှုကျူးလွန်ရမှာတုံးချသွားတာကတော့တကယ်ကိုပါနဲ့လွန်ပါတယ်။ဒီဦးမင်းလိုင်းကားကိုတူးပေါ်ခဲ့တဲ့အချိန်ကလည်းမနေပါဘူး။စုစုပေါင်း900တိတိအချိန်ယူပြီးတယောက်တည်းတူးခဲ့ရတာလို့ဆိုပါတယ်။ နေခင်ဘက်မှာလူတွေတတိမထားမိအောင်ဘလို့ပုံပြီးညဘက်တီမှာဘလို့ဒုက္ခကံပြီးတူးခင်မလဲဆိုတော့ကတော့တွေးကြည့်ရုံနဲ့တည်းမလွယ်ကူတဲ့ခြေနေပါနောက်တစ်ချက်ကခိုးယူသွားတဲ့ရွှေတွေရဲ့ပမာဏပါသူဘလောက်ခိုးသွားလဲဆိုတော့ကိုအတိအကျမသိရပါပဲခိုးတဲ့ရွှေတွေကိုသူဘလို့ရောင်းချခဲ့လဲဆိုတော့ကစိတ်ဝင်စားစရာပါသူကနမဲတီတရုတ်လူမှုကွန်ရက် application တစ်ခုဖြစ်တဲ့ခွားရှုကနေတစင်မိုင်းနာမျိုးကရွှေဝယ်လက်တူနဲ့ချိတ်ဆက်ခဲ့ပါတယ် ပြီးတော့ခိုးရပါရွှေတွေက951ဂရမ်ကို1ဂရမ်အတွက်တရုတ်ငွေယွမ်140နှုန်းနဲ့ရောင်းချခဲ့ရမှစုစုပေါင်းယွမ်4,6300ရရှိခဲ့ပါတယ်။ ဒါကိုမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တိမ်ပေါင်း2900ကျော်လောက်ရှိမယ်ပမာဏပါရောင်းလို့ရတဲ့ပတ်စံနေနဲ့သူပါလို့တလဲဆိုတော့အကုန်လုံးကိုအိမ်မဆောက်သေးပါဘူးတရုတ်ရွှေ2000နဲ့ဖုန်းတစ်လုံးဝယ်ခဲ့ပြီးဂျန်နဲ့ရွှေတချို့ကတော့သူ့စီမှာဆက်ပြီးတင်ထားခဲ့တယ်လို့ထွက်ဆိုထားပါတယ်ဒီလိုနဲ့အော်တိုဘာလတရက်နေ့တရုတ်စံတော်ချိန်မနက်9:00နာရီခွဲလောက်မှာတော့တရက်ခန့်အားချင်းတရံသူ့ရဲ့စာတီကိုပြန်မှုစ조사ချိန်မှာဟိုပန်တရားရှောင်းမှာ UWSC ရဲတပ်ဖွဲ့နဲ့ဖန်စီချင်းကိုခံလိုက်ရပါတယ်။ ကိုရကြမြေကြီးထဲမှာဦးမင်းတူပင်ရွှေဆိုင်ဖောက်သွားတဲ့ဒီဇလန်ကတော့ရှမ်းပြည်နယ်ရဲ့တမိုင်းမာယုံမြမနိုင်ငံရဲ့မူကင်းရဆွေမှာပါပြောစမှတ်တွင်သွားမယ်ရုပ်ရှင်ဆန်သောအမှုကြီးတစ်ခုဖြစ်မှတ်တမ်းဝင်သွားမှာတော့အသေးကြပါပဲရှင်ပရိသတ်တွေကရောဒီထူးဆန်းတဲ့အမှုပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်စူပြင်းတဲ့စင်ကိုအရန်တံမူထားလို့လို့မင်္ဂလာဦးညမှာအလှထိုင်ကြည့်ထားမယ်လို့ပြောလာတဲ့ဟင်ဝီယံ မင်္ဂလာပါပရိသတ်ကျင်းတို့ရဲ့စိုးပြေတစဉ်လို့တန်မှုရှိပြီးအရေးချင်းနဲ့ပြည့်စုံတဲ့မင်္ဂလီမျိုးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်ကျွန်တော်ဟာကဘာပေါ်မှာကံကောင်းဆုံးသူပါဆိုပြီးရင်ပတ်ကြီးနဲ့အပြည့်ခံစားပြီးပြောပြလာသူကတော့မင်းသားကျော်ဟင်းဝင်ရံပဲဖြစ်ပါတယ်။ဟင်းဝင်ရံကသူ့ရဲ့အတဲနှလုံးကလေးစားချစ်သူလေးစိုးပြေတစဉ်ကိုတန်မှုထားလို့လက်ထပ်ပြီးရင်တော့မင်္ဂလာဦးညမှာဘာမှမလုပ်ဘဲအလားထိုင်ကြည့်ထားမှာပါတယ်။ ဟေဝီယန်ရဲ့ဒီစကားလေးကတော့လက်ရှိ social media ပေါ်မှာပြန့်နှံ့နေပြီးမိန်းကလေးတိုင်းရဲ့အားကြမှုကိုရရှိနေပါတယ်။ဒီမတိုင်ခင်ကလည်းပြည်သက်တီကြားမှာပါရှေးပန်းစာဆောင်တည်င်းကတော့ပြည်သူ့ချက်နုပညာရှင်ဆောင်တွဲဟင်းဝင်ရန်နဲ့အကယ်ဒမီမြင်းသမီးချော်လီစိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲတည်င်းပဲဖြစ်နေတာပါသူတို့နှစ်ယောက်လုံးကမြန်မာနိုင်ငံရဲ့ထိတ်တန်းနုပညာရှင်တွေဖြစ်တာကြောင့်သူတို့ရဲ့အခြေအကျိုးကိုပြည်သက်တီကစိတ်ဝင်တစားနဲ့အမြဲတမ်းစောင့်ကြည့်နေကြတာပါ ဟေဝီယန်နဲ့ဆိုဖီတစင်ဟာအနုပညာရှင်တွေဖြစ်ပေမယ့်အခြေအကိုလူများစိတ်ဝင်စားအောင်ချပြမယ်ဆိုတယောက်နဲ့တယောက်ရဲ့ခန်းစားချက်ကိုတံမိုးထားပြီး၆နှစ်ကျော်ကြောင်တိတ်တဆိတ်လေးလေးနက်နက်တွေ့ခဲ့ကြတာပါအချိန်တန်ရွှေရောင်းလို့အရာအလုံးခိုင်မာပြီဆိုမှပြိတ္တကိုတရားဝင်အတီးပေးပြီးမင်္ဂလာပွဲကြီးကိုကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့သူတို့ရဲ့မင်္ဂလာပွဲဟာတာမန်မင်္ဂလာပွဲတစ်ခုမဟုတ်ပေမင်္ဂလာပွဲပေါင်း6ပွဲတိခန္ဓာထင်ဝါစာကျင်းပသွားမယ်လို့တည်င်းနေထွက်ပေါ်နေပါတယ်။ မကြသေးခင်ကပဲဟိဝီယန်ကအလွန်တရာတန်မိုးကြီးတဲ့စိန်လက်စွန်းနဲ့လက်ထက်ခွင့်တောင်းခဲ့တဲ့ပုံရိပ်တွေကလည်းပြိသက်တွေကြားမှာလူပြောများနေတာပါ။ဒါပြင်ဟိဝီယန်ရဲ့မိဘတွေကလည်းချွေးမလောင်လေးပေါ်ဘလောက်အလေးထားတယ်ဆိုတော့ကိုပြသတဲ့အနေနဲ့တိမ်မောင်းတောင်းချီတန်မိုးရှိတဲ့တိုင်ကြီးတလုံးကိုလက်ဖွဲ့ပေးမယ်လို့လည်းသိရပါဗျ။ပရိသတ်တီနဲ့နုပညာမောင်နှမတွေကတော့ဟိဝိယံတယောက်စုပြည့်တစင်လိုမိန်းကလေးမျိုးကိုရှာတာတကယ်ကိုကံကောင်းလို့နဲ့လို့တညီတညွတ်သေးမှတ်ချက်ပေးနေကြပါတယ် ဘာကြောင့်လဲဆိုတော့စုပ်ပြည့်တစေဟာအနုပညာလောကမှာအောင်မြင်မှုတွေများစွာရရှိထားပေမယ့်ဘဝကိုအေးချမ်းတည်ငြိမ်စွာနဲ့တိတ်ခါကိုတံမှုထားပြီးဖြတ်တန်းခဲ့သူဖြစ်လို့ပါပဲအချင်းနဲ့ပတ်သက်ရင်လည်းဟိဝိယံတယောက်ကိုပဲတူးတဲသောချစ်သူဖြစ်တည်တည်ထက်ထက်ချစ်ခင်တယ်လို့ဆိုပါတယ်တချို့သောတဲ့င်းနေရဆိုရင် စုပ်ပြေတစေဟာအဖို့ဆိုရှင်ဖို့တော့မတန်းဘူးလို့ဆိုပါတယ် ဒီလိုပိုင်းကောင်းကြောက်ဖိဆိုတဲ့စကားနဲ့ညီနေထိုင်ခဲ့တဲ့ချစ်သူတွေကိုပိုင်ဆိုင်ရတဲ့အတွက်ဟိဝင်ရငါလည်းသူ့ကိုယ်သူခံကောင်းဆုံးလို့ခံယူထားပြီးချစ်သူပေါ်မှာထားတဲ့သူ့ရဲ့တန်ဖိုးထားမှုကိုအခုလိုပဲထုတ်ပေါ်ပြောပြခဲ့ပါတယ်သူကစုပ်ပြေတစင်ကိုမျက်နှာတစ်ချံအညှို့မခံရအောင်အဆဆရရခိူးဆိုင်ပြီးအလိုလိုက်မယ်။လက်ထပ်ပြီးရင်တော့သူ့ရဲ့ချစ်သူမင်းသမီးလေးကိုမပင်ပန်းစေပဲအလာပဲထိုင်ကြည့်ထားမယ်ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ဒီစကားလေးကစုပ်ပြေပေါ်ထားတဲ့ဟိဝိယံရဲ့အချက်နဲ့တန်မိုးထားမှုတွေဘလောက်များနေဆိုတာကိုဖော်ပြနေပါတယ်။ ။ဒီကုန်းချုပ်နေနဲ့ပြောရရင်တော့ဟိဝိယံနဲ့စူပြည်တစင်တို့ရဲ့အချက်ခီလာဟာအကြဆရာကောင်းလွန်လာပြီ။သူတို့ရဲ့မင်္ဂလာပွဲရလဲမြန်မာနိုင်ငံရဲ့နုပညာသမိုင်းမှာပတ်တိုင်တစ်ခုဖြစ်ကြည်ရင်နေမှာသေချာပါပဲ။ဒီလိုတယောက်ကိုတယောက်နားလည်မှုတံမိုးထားမှုတွေနဲ့တိဆောက်ထားတဲ့သူတို့ရဲ့အခြေခံလမ်းလေးအမြဲတမ်းတာယာလှပနေပါစေလို့ဆုတောင်းပေးရင်ပြည်သက်တီအနေနဲ့လည်းစုပြည့်တစင်းနဲ့ဟင်းဝင်ရအပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင် ဆိုဗီယက်သင်းရဲ့ fashion တွေပုံယူကန်နီမှာစကားတခွန်ထပြောလိုက်တဲ့ဟင်ဝီယန်ဆိုဗီယက်လို့ပြောလိုက်တာနဲ့မြန်မာ fashion ကွမ်းဆုံးမင်းသမီးဆိုပြီး line ပေါ်မှာနာမည်ကြီးနေတာတော်တော်ကြာပါပြီပေပွဲတတန်သူမဝစ်စင်သမ ्या ကခေဟောင်းနေတဲ့ပုံမကျပန်းမကျကြီးပဲဖြစ်တဲ့အတွက်ငယ်စဉ်ချစ်သူတွေတောင်မျက်နှာငရတဲ့အထိအချိန်လေးကတော်တော်ဆိုးနေကြတာပါဒီလိုဝစ်ပုံစားပုံမတက်တာကြောင့်အမှုပညာတတန်တစ်ချောင်းလုံးနဲ့အပြောခံခဲ့ရပြီးလက်ထက်ခွင့်တောင်းနေနေမှလည်းတနိုင်ငံလုံးစီကနေရှားစရာမရှိအောင်အပြောခံခဲ့ရပါတယ် တချို့ဆိုရင်စိုးပြည့်ရဲ့ဝန်စားတွေကိုကြောက်တဲ့ခြံအောင်ကြီးနဲ့တူတယ်လို့တော့တင်စားခဲ့ကြပါသေးတယ်။စေဝင်စားဖို့ကောင်းတာကပြီးခဲ့တဲ့အချိန်လေးတစ်ချောင်းလုံးမှာဟဲဝီယံကစိုးပြည့်ရဲ့ဝေဖန်ခံရတဲ့ fashion နဲ့ပတ်သက်ပြီးတခေါမမဟာပဲငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ဟေဝီယန်ကငယ်စဉ်တံမိုးထောင်းလို့မျက်နှာလွဲပြီးနေတယ်လို့အလုံးကထင်ခဲ့ကြပေမဲ့လည်းယခုအခါယူကန်နီမှာအလုံးမျက်လုံးပြူသွားစေမယ့်စကားတစ်ခုကိုပြောကြားလာခဲ့ပါတယ်။ဟေဝီယန်ပြောလိုက်တဲ့စကားတိုင်းကအရှိုက်တဲ့ကိုထိသွားစေတာမို့တချို့ကလည်းမင်္ဂလာဆောင်ပြီးမှသူတို့ညအစဉ်ပြေပါမလားလို့တောင်စိတ်ဝင်စားခဲ့ကြပါတယ်။ ဆိုပြေတစင်ပုံဟေဝီယန်ကဆိုပြေရဲ့ခန္ဓာကိုယ်ကိုကျွန်တော်အသိဆုံးပါတချို့ဝက်စားတွေကသူနဲ့လုံးဝမလိုက်ဖက်ဘူးဆိုတာလည်းသိပါတယ်ဒါကြောင့်လဲဆိုပြေကိုရန်ကရိုးရိုးရှက်ရှက်အင်းကြီးလေးတွေကိုပဲရွေးဝယ်နေရှိပါတယ်ဆိုပြေပါပဲဝတ်ပါစေအဲ့ဒါလေးဝတ်ထားလို့သူကိုယ်တိုင်စိတ်ချမ်းသာနေရင်တကဘာလုံးကပါပြောပြောကျွန်တော်စိတ်ဝင်စားတာမို့လို့ဝေဖန်မှုတွေကိုလည်းခေါင်းထဲမထည့်ထားပါဘူးကျွန်တော်မျိုးလုံးထဲမှာဆိုပြေကအချိန်တိုင်းလှပါတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ် ဒါကြောင့်ယောက်ျားကြီးတယောက်နေနဲ့ကိုယ့်ရဲ့မိန်းကလေးကိုအဝတ်စားတိုင်းနဲ့မလိုက်ဘူးလို့ပြောတဲ့ပေါ်ပွဲဖြစ်နေကြပြီးမယူရသေးခင်တော့ဒီလိုစကလုံးမျိုးတွေထွက်နေရင်စိုးပြေတော့ဒုက္ခရအောင်မှဝိုင်းစုခန့်တဲ့ရဲ့ဝတ်တွေလဲမှာဆိုပြီးပရိသတ်တွေကထင်ကြီးပေးနေကြပါတယ်။လူကြီးမင်းရဲ့ရောခုလိုယူကန်ဒီမှာဖက်ရှင်နဲ့ပတ်သက်ပြီးထပြောလိုက်တဲ့ဟင်ဝင်ရပေါ့ဘယ်လိုများထင်ကြပါသလဲနော်။ ိန်လူယောက်ျားအကူနဲ့မဟုတ်ဘဲကိုပိုင်ရဲ့ချင်းနဲ့ជីជីတက်ချမ်းသာခဲ့သူနန္ဒာလိုင်း1990ခုနှစ်မှာအောင်မြင်ဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့နန္ဒာလိုင်းကတော့တတိတိဥခင်ရွှေရဲ့တားဖြစ်သူဇေတိယနဲ့လက်ထပ်ထားပြီးလူများအားကြလောက်တဲ့ဒီကျွဲဝချမ်းသာသူဖြစ်ပါတယ်။အမှုပညာလောကထဲကမင်းသမီးတွေအားလုံးနန္ဒာလိုင်းကိုမောမကြည့်ရင်လာအောင်အရှင်ဝါကကြီးမပြီးချမ်းသာလာပါတယ်ဆိုတဲ့ဝိမုံရွှေရင်တောင်နန္ဒာလိုင်းနဲ့ရှင်လာရင်လေကားတဲ့အစင်မှာပဲရှိပါတယ်။ ဘလောက်တောင်ချမ်းသာလဲဆိုရင်သူတို့ရဲ့ကြွယ်ဝချမ်းသာမှုကိုတိကျတဲ့ကိန်းဂဏန်တစ်ခုနဲ့ပေါ်ပြနိုင်မှုတော့အယံခက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးမိသားစုတွေထဲမှာထိတ်တန့်ကပါဝင်ပါတယ်ရန်ကုန်မှာဖြစ်သူဥခင်ရွှေတီထောင်ခဲ့တဲ့ဈေးကဘာကုမ္ပဏီကြီးကိုယောက်ျားဖြစ်သူကဆက်ခံထားပြီးရန်ကုန်မြို့မှာရှိတဲ့ဈေးကဘာဧကရစ်အင်အားလို့အကြီးစားအင်အားစီမံကိန်းကြီးတွေနဲ့စက်မှုဆောင်ကြီးတွေဟာသူတို့မိသားစုရဲ့အဓိကပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ ဒီလိုမျိုးကပေါင်းများစွာကျယ်ဝန်းတဲ့စီမံကိန်းတွေရဲ့တံမိုးဟာတိမ်မောင်းကလေးချီရှိနေပြီးရန်ကုန်မြို့ရဲ့ချက်ချာကျတဲ့နေရာတွေမှာရှိတဲ့မြရင်ညိုဟိုတယ်လိုလုပ်ငန်းတွေအပြင်ဈေးကဘာရုံးချုပ်အဆောင်တွေလိုအဆောင်များစွာကို ပိုင်ဆိုင်ပါသေးတယ်ဒါပေမဲ့ဝမုံရွှေလိုမျိုးနန္ဒာလိုင်းကယောက်ျားနာပဲကပ်ပြီးတော့ကတ်စားနေတာမဟုတ်ပါဘူး။အိမ်တော်မကြခင်မင်းသမီးဘဝမှာတည်းကနန္ဒာလိုင်းကိုယ်တိုင်ကအရန်အမြင်နဲ့စီးပွားရေးလုပ်ငန်းရှင်တရားဖြစ်ရက်တည်ခဲ့တာပါ သူဥဆောင်တဲ့မဟာနန္ဒာဆက်ပြားနဲ့အလှကုန်လုပ်ငန်းဟာမြန်မာနိုင်ငံရဲ့နေရာနဲ့ပြမှာရောင်းချနေရပြီးဈေးကွက်မှာနေရာတနေရာခိုင်မာရထားတဲ့တစိတ်တစ်ခုဖြစ်ပါတယ်ဒီလုပ်ငန်းတစ်ခုတည်းကနေရရှိတဲ့ဝင်ငွေနဲ့တည်းသူမတို့မိသားစုတစ်ခုလုံးကိုတင့်တင့်တတဲထားနိုင်မှုလုံတော့ပါတယ်ခင်မွန်ဖြစ်သူနဲ့ဖူးစာဆောင်တဲ့အခါစီးပွားရေးလုပ်ငန်းရှင်ချင်းအကြောင်းပါကြပြီးအခုလိုလိုက်ဖက်တဲ့တကြွယ်ဇနီးမောင်နှံဖြစ်လာတယ်လို့ဆိုမှာပါ ဒါကြောင့်အစင်တန်းရှိတဲ့မင်းသမီးကြီးတူပီပီဘယ်ယောက်ျားကူညီမှမရှိဘဲဒီလိုအာရှထိပ်သည့်တထေးကြီးနေရာကိုရှောင်နေတာဟာဝိမုံရွှေနဲ့လုံးဝရှင်စရာမလိုဘဲအပြတ်သက်ကွာနေတဲ့ချီချူးစရာချက်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောမင်းသမီးကြီးနန္ဒာလိုင်းနဲ့ပတ်သက်တဲ့အမတ်တရားလေးတွေရှိခဲ့ကြလား။အခုလိုအင်မတန်ချမ်းသာကြွားတဲ့အပေါ်ရောဘလို့များထင်ကြသလဲဆိုတော့ comment လေးမှာရေးခဲ့ကြပါဦးနော်။